တို့ခင်ဗျခင်းစားပါဒါတော့သခွားသီးလေးနဲ့ပြည့်ပြည့်လေးနဲ့တို့ဇာလေးဒါတော့ကျွန်တော်နှင်းငပီတောင်းလေးပါခင်ဗျဒါတော့ကျွန်တော်ကြက်သားလေးကိုမျိုးသီးလေးနဲ့ငံပြားကြောင်ပုံစံမျိုးလေးပါဗျာဟောဒါကျွန်တော်တို့တောသူတောင်သားတွေအကြိုက်ပင်ငပီအဲပင်ငပီကိုမျိုးပြီးထပိုင်းမျိုးလေးနဲ့ချက်ထားခင်ဗျကဲလာခင်းစားကြပါဦးဟုတ်ကဲ့ကျွန်တော်တို့ဒါလေးကိုပင်ငပီလေးကိုဘယ်လိုချက်မလဲဆိုတာကိုကြည့်လိုက်ပါဦးကြက်သွန်လေးကိုဒီလိုမျိုးဒီလိုမျိုးလေး ပပမီလှီထားဖို့လိုပါတယ်ကျက်တော်လေးပပလေးလှီပြီးရဆိုရင်နောက်ထပ်ကပြင်ဆင်ရမယ့်အရာလေးကတော့ကျန်းကျင်သီးလက်လို့လေးစဉ်းစားမှာဖြစ်ပါတယ်ကျွန်တော်ဖြစ်နိုင်ရင်တော့ကျန်းကျင်သီးကိုပပလေးလှီထားရင်ကျန်းကျင်သီးကပို့ပြီးတော့နှုတ်လွယ်နှက်လွယ်ပါတယ်ဗျ ဒီနည်းလေးကျင်းကြည့်ဒီညနေလေးပြီးပဲပုတ်လေးကိုစလုံးရက်ထည့်ပြီးတော့ကျွန်တော်တို့ရေလေးစေးထားလိုက်ပါမယ်။ဒီကစိတ်ထားဖို့မလိုပါဘူးเนาะရေလေးစေးလို့ဆိုရင်ရပါပြီ။ဒီကျွန်တော်တို့ပြင်ဆင်ဖို့အတွက်ငွေသီးလေးညှက်ထည့်ထားမယ်ငွေသီးစိမ့်စိမ့်လေးဆိုတော့ပိုကောင်းပါတယ်။ငွေသီးရေရဲ့ဒီကျတော့စားတာနည်းနည်းဆက်လွန်တာပေါ့။ငွေသီးစိမ့်စိမ့်လေးကျတော့တော့တော့ဖြစ်ပါတယ်။ကဲအခုဆိုရင်စပြီးချက်ပါမယ်။ရေဦးလေးရေဦးပူလာနဲ့စီလေးလောက်ထည့်ပါမယ်။ ကဲဦးရဲ့စီလောင်းထည့်ကြီးကလည်းခဏလေးစောက်မယ်ခဏလေးပူသွားပူလာတဲ့အချိန်စီလေးပူလာတဲ့အချိန်ခဏစောက်မှာပေါ့ပြီးဆိုရင်ကျွန်တော်တို့စနေမုံလေးထည့်ပေးပါမယ်စီလေးပူလာပြီဆိုရင်စနေမုံလေးထည့်ဖို့လိုပါတယ်စနေမုံလေးတစ်စုံထည့်ပြီးတော့စီလေးပူလာရင်မှွေပြီးတော့ ချက်တော်လီရတာလေးထည့်ပါမယ်ချက်တော်လီရတာလေးကိုနွမ်းနဲ့ထိမှုပြီးပါမယ်လိုမျိုးတက်တုံလေးကိုခုလိုမျိုးလေးနွမ်းသွားအောင်နည်းနည်းမှွေပြရမှာပေါ့ပြီးရင်ငပိစင်းစားငပိလေးနည်းနည်းထည့်ပြလို့နော်ဒါကနှင်းလေးကိုမှွေသွားအောင်ပေါ့လေစင်းစားငပိလေးနည်းနည်းဒီထည့်တာပါ ပြီးဆိုရင်ကန်းကြီးသည်ထည့်ပါမယ်ထည့်ပြီးတော့ကန်းကြီးသည်ထက်နည်းနည်းလေးမှုပြီးတော့မှကျွန်တော်တို့အုံးလေးနဲ့အုပ်ပြီးတော့နှောက်အောင်ထားမှဖြစ်ပါတယ်ဒါပေမဲ့ဖုံးကဖွင့်လိုက်ပိတ်လိုက်နဲ့ခဏခဏတော့မှုပြေးရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရေထည့်မဲ့တုံးတဲ့ဖြစ်တဲ့အတွက်ကြောင့်ဟူကတ်မှာဆိုလိုပါအဲကြောင့်ဖုံးလေးနဲ့အုပ်ပြီးတော့ကန်းကြီးသည်လေးကိုနှောက်အောင်ထားပါတယ်ဒီကန်းကြီးသည်လေးကကျွန်တော်ထားတဲ့ပစားလေးမှာကျွန်တော်မှုပြေးပြီးပေါ့ ခုဆိုရင်ခုလိုမျိုးတွေခင်းကြည့်သေးလေးရတော်လေးနွမ်းဖတ်သွားပြီဆိုရင်အဲကျွန်တော်တို့ငွေသီးလေးစိမ့်လေးညှက်ထားတဲ့ငွေသီးလေးထည့်ပါမယ်ဗျညှက်ထားတဲ့ငွေသီးလေးလေးလည်းနည်းနည်းလေးနွမ်းသွားအောင်လို့ဖုန်းလေးအုပ်ထားလိုက်ပါအောင်မယ်တစ်ချက်လောက်ဒီစာနဲ့ထည့်မယ်ချုံမိုးလေးလောက်ထည့်ပဲပေါ့ နာငပိတက်ပြီးရဖြစ်တဲ့အတွက်ကြောင့်ချုံမို့အများကြီးမသုံးတော့ပါဘူးဗျ။ချုံမို့ကိုဟိုလိုတော့လေးစားကျင်လိုတော့လေးနည်းနည်းလေးပဲထည့်သုံးတော့ပါ။ခုဆိုရင်အဲဒါတော့ငီးသီးခွဲချမ်းပေါ့။ငီးသီးခွဲချမ်းလေးကိုကျွန်တော်တို့အဆက်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ငီးသီးခွဲချမ်းလေးထည့်စားပါမယ်။ငီးသီးခွဲချမ်းကမထည့်လို့ရပါလားခင်ဗျ။ငီးသီးခွဲချမ်းမထည့်လေစားလို့ကောင်းပါလေ။ငီးသီးခွဲချမ်းထည့်တော့ဆက်ဆက်လေးစားရတာပေါ့။ ဒီဖုန်းလေးခဏအောက်ထားလိုက်ကြပါဦးနော်အဲတူမှာဆိုလို့ကျွန်တော်ဖွင့်ကြည့်လိုက်ပါမယ်အဲအခုဆိုရင်အဆင်ပြေပါပြီအဆင်ပြေဆိုတော့ရေးလေးနည်းနည်းလေးထည့်တော့မယ်နော်ရေးအများကြီးထည့်မတော့ပါဘူးရှိရကိုနည်းနည်းလေးပဲအိုးတူမှာဆိုလို့ရေးလေးနည်းနည်းလေးပဲငေသီးလေးငေသီးလေးတွေလူအောင်ပြီးတော့ခန်းကြီးသီးလေးနည်းနည်းလေးပျော်သွားအောင်လို့ရေးလေးနည်းနည်းထည့်တော့တာဖြစ်ပါတယ် ရည်ရည်ခံအောင်လို့ကျွန်တော်တို့နည်းနည်းလေးမှွေပြီးပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အင်္ဂပီလေးကိုထည့်ပါမယ်အင်္ဂပီလေးကိုတေချာလေးစီထည့်ပေးလိုက်ပါမယ်ခင်ဗျဒါကတော့ကျွန်တော်တို့တောသူတောင်သားတွေအကြိုက်ချက်တဲ့ချက်နည်းလေးဖြစ်ပါတယ်။ကျွန်တော်တို့တနည်းပြောရရင်ညာချက်ပေါ့ဗျာ။ ညာပဲကမိချက်လေးကိုထားရဘူးလေးချက်ပြီးတော့ထားပါတယ်ရဘူးလေးချက်စားပါတယ်ဆိုတော့ဒီဖုန်းလေးအုပ်ပြီးတော့နည်းနည်းလေးနူးတော့ထားပါမယ်ကျတော့9မိနစ်လောက်ပေါ့ပြည့်စင်အောက်မှာဥကတ်မှာဆိုတော့ရင်းမှွေပြီးတော့ဂျီလေးလက်ခုဆိုရင်ဂျီလေးလက်ခမ်းတော့ပါပြီဂျီလေးလက်ခမ်းပြီးပြည့်တဲ့ဒီတော့ကျတော့မှွေပါမယ်ဟိုညနေလေးတော့ကြည်တော့မှွေပြီးရဖြစ်ပါတယ် အောက်မှာအိုးကကပ်နေတာကပ်နေပါတယ်ကျွန်တော်တို့တဲ့အိုးကလည်းပုံမှန်နေ့စဉ်ဟင်းချက်နေတဲ့အိုးဖြစ်တဲ့အတွက်ကြောင့်အိုးကနည်းနည်းဒီကပ်တာတော့ရှိပါတယ်ငင်းကြီးအောင်ပြီးတဲ့ဘဲမပိလေးပေါ့လက်ဆောင်ပြီးတဲ့ဘဲမပိအညာဘဲမပိဆက်ပေါ့ဒီပြည့်တဲ့ဆန်းတဲ့ဒီတော့မှုန်လာပါပြီနန်လေးကမှုရေမှုန်လာပါပြီအခုဆိုရင် င်းလေးကတော့စားကောင်းမဲ့ပုံလေးပေါက်နေပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကဘာထပ်ထည့်မလဲဆိုတော့ဒီမှာကျွန်တော်တို့လိုအပ်တာဆိုရင်နောက်ထပ်မီးလေးပိတ်ပြီးတော့ဘွားရဲ့နန်းနန်းပင်လေးဒါမှမဟုတ်တေးဦးနန်းနန်းလေးပေါ့လေးအုပ်ပြီးတော့ကျွန်တော်တို့ဖုန်းလေးအုပ်ပြီးရပါပြီသမင်းနဘူးချေရတော့မယ်ပုံနဲ့ပြည့်ချက်တော့ တို့ခင်ဗျခင်စားပါဒါတော့သခွားသီးလေးနဲ့ပြည့်သီးလေးနဲ့တို့ဗျာလေးဒါတော့ကျွန်တော်နှင်ငပီတောင်းလေးပါခင်ဗျဒါတော့ကျွန်တော်ကြသားလေးကိုမြို့သီးလေးနဲ့ငပြားကျော်ပုံစံမျိုးလေးပါဗျာဟောဒါကကျွန်တော်တို့တောသူတောင်သားတွေအကြိုက်ပင်ငပီအဲပင်ငပီကိုမြို့သီးထပိုင်ညိုနေတဲ့ချက်ထားခင်ဗျကဲလာခင်စားကြပါဦးကျွန်တော်ကိုရဲ့ထမင်းစားဖိတ်တဲ့ခန်းလေးပေါ့ဗျာကဲပေးဖို့ချက်လေးနဲ့စာပြီးဆွဲပြီးဆွဲပြီး

။ခမင်းမင်းရင်စုစားတဲ့။အဲ့စုပြီးစားခမင်းမင်း။အော်ပြဲသွားတာပဲ။ဆက်လို့လည်းကောင်းရုပ်ကြီးလည်းဆက်မဆက်ပဲ။ရုပ်ကြီးဆက်တယ်ဆိုတော့ခမင်းစားတော့ကောင်းပါ။ကျတာကျတယ်။ကျတာကျော်တယ်ရင်ကြီးဆက်ဆက်နေတဲ့။ဘက်ကပီတော့ဘက်ကပီကျော်တယ်ရင်ကြီးဆက်ဆက်နေတဲ့။အစားတော့ကောင်းပါ။ရှယ်ပဲ။ နောက်နေ့ဗီဒီယိုဖိုင်လေးကြကြရတယ်ဒီခုတော့နောက်တစ်ခုတော့ဗိုင်းထလာအောင်လဲဆိုတာစောင့်ကြည့်ပြောနော်ဒီနေ့တော့ဒီဗီဒီယိုဖိုင်လေးထလောက်ပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်